အားလုံးပဲမင်္ဂလာပါရှင်ခေတ္တသတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့လေကြောင်းမှပြစ်ကူယူပြီးထိုးစစ်ဆင်နေသည့်အချမ်းဖတ်စစ်တပ်စစ်ကြောင်းကိုအာရကတတော် AA ကဖြိုခွဲပြီးနောက်နေရီကန်ကကင်းစကန်ကုန်းတစ်ခုကိုတင်ပိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်လေကြောင်းမှပြစ်ကူယူပြီးထိုးစစ်ဆင်လာသည့်အချမ်းဖတ်စစ်တပ်စစ်ကြောင်းတစ်ခုကိုအာရကတတော် AA ကဖြိုခွဲပြီးနောက် ၎င်းစစ်ကြောင်းသည်နရေကန်ကကင်ကုံတစ်ခုသို့ဆုတ်ခွာထွက်ပြေးရာအေအေကအစူပါကကင်ကိုပါလိုက်လံတိုက်ခိုက်တင်ပိုက်လိုက်သည်ဟုတရင်ရရှိပါရယ်ဒေတာရင်းစစ်ရေးတရင်ရင်းမြတ်တကူကမနေ့ကပထမတက်လာတဲ့စစ်ကြောင်းနဲ့ဖြစ်တယ်အဲ့ဒီစစ်ကြောင်းပြုတ်ပြီးကကင်ကုံကိုထွက်ပြေးတော့အဲ့ဒီကကင်ကုံမှာဆက်ဖြစ်တယ်တဏီကုံပဲအခုတော့ကကင်ကုံမှာတိတ်လိုက်ပါတယ်ဟုပြောပါရယ်ရှက်ခိုင်းပြီးအမ်းမျိုးနယ်နှင့်မကွေးတိုင်းငဖဲမျိုးနယ်တို့ကြားအမ်ဘရန်ယိုးတောင်ကျော်လမ်းရှိအကြံဖက်စစ်တပ်ဖြူဟာစက်ခန်းတစ်ခုဖြစ်တဲ့ နေရီကန်တောင်လေးချောင်းရံကာကွယ်ရေးပြူဟာစခန်းကို အမိပြုပြီးစစ်တပ်စစ်ကြောင်းများသည်မကြာခဏအေးအေးရှိရာဘက်သို့ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟုဆိုပါတယ်စစ်ကောင်စီကလေးချောင်းမှနေဝိုင်းတွဲချက်လာပစ်တယ်အဲ့လိုလုံနေတာလေးရက်ရှိပြီးပြီးတော့စစ်ကြောင်းတွေထိုးတယ်မနည်းမနဲ့ကလေးကတိုက်ပွဲဖြစ်နေကြတာတော့ပြင်းထန်နေလေးချောင်းကနေဘုံလာကျပြီးချီလင်းစစ်ကြောင်းကနေနေစဉ်ထိုးနေတာပါဒီနေ့တော့နှစ်ဖက်တိုက်ပွဲမနဲ့ကလေးကပြင်းပြင်းထန်ထန်ဖြစ်နေကြပါတယ်ဟုသူကပြောပါတယ် စစ်ကောင်စီသည်နေရီကန်တောင်ကိုအမိပြုပြီးအာရကတက်တော်ထိန်းချုပ်ထားတဲ့နေရာများကိုမျိုးမျိုးစုံသုံးပြီးထိုးစစ်ဆင်နေတော့လေနေရီကန်ပတ်ဝန်းကျင်မှာရှေ့မတိုးနိုင်သည့်အပြင်လက်ရှိကကင်းစခန်းများတဲ့မှာနောက်ထပ်ကကင်းတစ်ခုဆုံးရှုံးခဲ့ရသည်ဟုသိရပါတယ် အကြံဖက်စစ်တပ်သည်အေယာဝတီတိုင်းရခိုင်အဆက်၊ဘကိုးတိုင်းရခိုင်အဆက်နှင့်မကွေးတိုင်းရခိုင်အဆက်နေရာများ၌၎င်းတို့ဆစ်ရှုံ၍ပေးထားခဲ့ရသောနေရာများကိုပြန်လည်ရရှိရန်ကြိုးပမ်းအားထုတ်သောထိုးစစ်များကိုစက်တိုက်ပြုလုပ်လျက်ရှိကြောင်းထို့ထဲတွင် မကွေးတိုင်း၊နေရီကန်ကုန်းဘက်တွင်ထိုးစစ်များကိုပုံမပြုလုပ်လျက်ရှိကြောင်းအာရကတပ်တော်ကစက်တင်ဘာ10ရက်နေ့ကသတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားပါသည်။ အဆိုပါတိုက်ခိုက်နေသည့်တပ်ရင်းများမှာအကြံဖတ်စစ်တပ်စကခ18လက်အောက်ခံတပ်ရင်းများပြစ်ချသောခမာယ984ခမာယ569ခမာယ985ခမာယ989ခမာယ920ခလာယ295တပ်ရင်းများပါဝင်ပါသည်အဆိုပါတပ်ရင်းများကိုစစ်ကောင်စီ၏စစ်မှုမထမ်းမနေရဥပဒေအောက်တွင်ပုံစံအမျိုးမျိုးဖြင့်အတင်းအာဓမစစ်သားစုဆောင်ပြီးစစ်တင်နှံပေးထားသောရဲဘော်တင်များဖြင့်စုဖွဲ့ထားသည်ဟုသိရပါသည် စကိုင်းမြို့အဝင်စစ်တပ်ကိတ်ကိုယူနီကွန်တပ်ဖွဲ့ကတိုက်ခိုက်ရန်တွားရောက်စဉ်စစ်သားအလုံးထွက်ပြေးသွား၍တနက်တစ်ချက်မဖောက်ရဘဲတိမ့်ပိုက်နိုင်ခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြသွားမှာဖြစ်ပါတယ်။စကိုင်းတိုင်းစကိုင်းမြို့အဝင်အကြံဖက်စစ်တပ်ကိတ်ကိုတိုက်ခိုက်ရန်တွားရောက်စဉ်စစ်သားအလုံးထွက်ပြေးသွား၍တနက်တစ်ချက်မဖောက်ရဘဲတိမ့်ပိုက်နိုင်ခဲ့ကြောင်းယူနီကွန်ပြောက်ကြားတပ်ဖွဲ့ UGF ကထုတ်ပြန်ထားပါတယ်။ စက်တင်ဘာလ26ရက်နေ့တွင်ဇကိုင်းမြို့အပွင့်ဝါချက်ကြီးရွာတောင်ဘက်ရှိအကြံဖက်စစ်တပ်စစ်စေးရိတ်ဂိတ်ကိုယူနီကွန်တပ်ဖွဲ့ကဖိခတ်တိုက်ခိုက်ရန်တွားရောက်စဉ်ခေစကန်းရှိစစ်သားအလုံးကားဖြင့်ထွက်ပြေးတိမ်းရှောင်သွား၍တနက်တစ်ချက်မဖောက်ရဘဲတိမ်းပိုက်နိုင်ခဲ့ကြောင်းသိရပါသည်။ထို့သောအကြံဖက်စစ်တပ်စစ်စေးရိတ်ဂိတ်ကိုတိမ်းပိုက်ပြီးနောက်ရှင်းလင်းရေးလှုပ်ဆောင်ကယူနီကွန်ပျောက်ကြားတပ်ဖွဲ့မှရဲဘော်များကပြန်လည်ဆုတ်ခွာခဲ့ကြောင်းသိရှိရပါသည်။ ရင်းစစ်စည်ရေးကိမ်းမှဆုတ်ခွာသွားသောအကြံဖက်စစ်သားများသည်သကိုင်းမြို့ပေါ်မှအင်အားဖြည့်တင်ပြီး၎င်းတို့ပြန်ဆုတ်ရလမ်းတစ်လျှောက်ရှိကြီးရွာများကိုလက်နက်ကြီးလက်နက်ငယ်များဖြင့်ရန်တမ်းပစ်ခတ်ခဲ့ခြင်းကြောင့်ဝါချက်ကြီးရွာမှကလေးငယ်တအူလက်နက်ထိမှန်ကပေ90ကြီးရွာမှပြည်သူတအူလည်းပေါင်တွင်ကြီးထိမှန်တရန်ရရှိခဲ့ကြောင်းသိရပါသည်အကြံဖက်စစ်တပ်သည်ပြည်သူများနေထိုင်သည့်ကျေးရွာများကိုလက်နက်ကြီးလက်နက်ငယ်များဖြင့်ရန်တမ်းပစ်ခတ်မှုများလှုံ့ဆော်နေခြင်းကြောင့် ပြည်သူများအနေဖြင့်စစ်တပ်စစ်ကြောင်းများရောက်ရှိလာပါကသတိဖြစ်နေထိုင်ကြရန် Unicorn ပျောက်ကြားတပ်ဖွဲ့ UGF ကအတိအသေးထုတ်ပြန်ထားပါတယ်။ဆက်လက်ပြီးပေါ့မြို့နယ်မြင်းနီမြောက်စုရွာဖုံကြီးကျောင်းနှင့်ထီလင်းပေါက်အဆက်ကိုစစ်တပ်က လေရင်ဖြင့်ပုံချဲတိုက်ခိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။မကွေတိုင်းပေါ့မြို့နယ်မြင်းနီမြောက်စုရွာဖုံကြီးကျောင်းကိုအကြမ်းဖက်စစ်တပ်ကလေရင်ဖြင့်ပုံချဲတိုက်ခိုက်ခဲ့ကြောင်းဒေသခံပြည်သူများကသတင်းဌာနကိုပြောကြားပါတယ်။ ယနေ့စက်တင်ဘာလ28ရက်နေ့မော်လဲနှစ်နာရီကျော်ခန့်တွင်ပေါင်းမြုပ်နယ်အနောက်ပိုင်းရှိမြင်းနီမြောင်းစုရွာဖုံကြီးကျောင်းကိုအကြမ်းဖက်စစ်တပ်၏တရာဦးလီတပ်မတက်လာသောဂျက်ဖိုက်တာတစ်စီးကဘုံကျဲတိုက်ခိုက်ခဲ့ကြောင်းသိရပါသည်။အကြမ်းဖက်စစ်တပ်၏ဘုံကျဲတိုက်ခိုက်မှုအတွင်ပြည်သူများထိခိုက်မှုမရှိတော့လေလက်ရှိချိန်တွင်ကျေးရွာနေပြည်သူများသည်ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရပါသည်။ပြည်သူတွေထိခိုက်တယ်လို့တော့မကြမိဘူး။ပြည်သူတွေကတော့ဘေးလွတ်ရာကိုတိမ်းရှောင်နေရပါသည်။ ညင်းနီမြောက်စုကျေးရွာဘုံကြီးကျောင်းတောင်ဘက်ကိုဘုံကျရောက်ပောက်ခွဲတယ်လို့သိရတယ်ဟုဒေသခံပြည်သူတို့ကပြောဆိုပါတယ်။အလာတူမကွေးတိုင်းတိလင်းမြို့နယ်နှင့်ပေါင်မြို့နယ်အဆက်ရှိဘုံတောင်တောင်ကျောကိုလည်းအကြမ်းဖက်စစ်တပ်ကလေရင်ဖြင့်ဘုံကျဲတိုက်ခိုက်ခဲ့ကြောင်းတိလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှတာဝန်ရှိသူကသတင်းဌာနကိုပြောကြားပါတယ်။ ယနေ့စတင်ပါလ29ရက်နေ့မောလယ်2:30မိနစ်ခန့်တွင်ထီလင်းမြို့နယ်အရှိချမ်းနှင့်ပေါင်မြို့နယ်အနောက်မြောက်ခြမ်းပုံတောင်တောင်ကျောတနေရာကိုအကြံဖက်စစ်တပ်ကဂျက်ဖိုက်တာဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းအကြံဖက်စစ်တပ်၏ပုံကျဲတိုက်ခိုက်မှုအတွင်ထိသူများထိခိုက်မှုမရှိဘဲရာကင်းအတွင်းတွင်ကြားရောက်ပောက်ခွဲခဲ့ကြောင်းသိရပါတယ်။တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲပုံကျဲတိုက်ခိုက်သွားတာပါ။ပြည်သူတွေတော့ထိခိုက်မှုမရှိပါဘူး။ရာကင်းတွေတဲကိုကြားရောက်ပောက်ခွဲတယ်လို့သိရတယ်။ ပေါင်းမြို့နယ်အနောက်မြောက်ခြမ်းကယာကင်းပြင်တဲ့ကိုဘုံကျတယ်လို့သိရတယ်ဟုထီလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှတာဝန်ရှိသူကပြောဆိုပါတယ်။ဆက်လက်ပြီးတာယာဝတီတွင်စစ်ခေါ်စာဖြင့်စစ်မှုထမ်းတပ်သားတို့စုဆောင်းနိုင်ခြင်းမရှိတော့သောကြောင့်နေအိမ်များအထက်ထိပါဝင်ရောက်ပေါ်တာဆွဲဖမ်းဆီးလာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှဖြစ်ပါတယ်။ ပဲခူးတိုင်းတာယာဝတီမြို့နယ်တွင်စင့်ခေါ်စားဖြင့်စစ်မှုရန်တပ်သားသည့်စုဆောင်နိုင်ခြင်းမရှိတော့သောကြောင့်နေအိမ်များအထက်ထိပါလူငယ်များကိုဝင်ရောက်ပေါ်တာဆွဲဖမ်းဆီးရန်စစ်တပ်ကပြူစောထင်းများနှင့်ရက်ွက်ကြေးရွာအုပ်ချုပ်ရေးအဖွဲ့များကိုညွှန်ကြားလာကြောင်းတာယာဝတီမြို့အခြေဆိုင်ဒေသတရင်ရင်းမြစ်ကတရင်ဌာနကိုပြောပါရယ်ထို့သောစစ်တပ်ကလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးခိုင်းသောအမိန်ကြောင်းတာယာဝတီမြို့နယ်အောက်လက်ပံခုံအုပ်စုအုပ်ချုပ်ရေးမှူးတင်စုကပြူစောထင်းများပူးပေါင်းကလူငယ်များကိုနေအိမ်ထဲအထိကိုပါလိုက်လံဖမ်းဆီးလာကြောင်း ဩဂုတ်လ26ရက်နေ့ညနေ6နာရီခန့်တွင်တာယာဝတီမြို့နယ်အောက်လက်ပံခုံကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတင်ဆိုးဦးဆောင်သောရာအိမ်မှုတန်ဆိုးမျိုးစော်တင်လှတို့ပါဝင်သောအဖွဲ့ကမြောက်ဝါလေးယုံကျွာတွင် နေထိုင်သောဦးကျော်လင်းဤသားဖြစ်သူကိုမင်းမင်းဆိုသူကိုရာအိမ်မှုမျိုးစော်ဤနေအိမ်ရှိတွင်ဝိုင်းဝန်းရိုက်နှက်ဖမ်းဆီးပြီးအကြံဖက်စစ်တပ်ထံသို့စစ်မှုရန်အဖြစ်ပို့ဆောင်လိုက်ကြောင်းသိရပါသည်အလာတူစက်တင်ဘာလ၁ရက်နေ့ည9:00နာရီခန့်တွင်မြောက်ဝါလေးယုံကျွာတွင် နေထိုင်သော ဦးစော်သိန်းဤသားဖြစ်သူကိုမျိုးကျော်ကိုလည်းအုတ်ထုတ်ရိမ်မှုတင်ဆိုးဦးဆောင်သောယာအိမ်မှုများနှင့်ပြူစော်ထီများကနေအိမ်ပေါ်တက်၍ဖမ်းဆီးပြီးထွက်ပြေးရန်ကြိုးစားသည်ဟုဆိုကာဝန်ဝန်ရိုက်နှက်ခဲ့ကြောင်းရှင်းအောင်ကိုမျိုးကျော်ကိုကြိုးတုပ်၍အကြံဖက်စစ်တပ်ထံထပ်မံသွားရောက်ပို့ဆောင်ခဲ့ကြောင်းသိရပါသည်အုတ်ကြီးနဲ့ယာယီမှုတွေကအခုနောက်ပိုင်းစစ်မှုထမ်းစုဆောင်းတာတွေကအပြင်ထွက်လာတဲ့လူငယ်တွေကိုပဲမဟုတ်တော့ဘူး။နေအိမ်တဲထိပါဝင်ဖမ်းတဲ့အခြေအနေဖြစ်နေပါပြီ အဲထဲမှာအဆိုဆုံးကအောက်လက်ဘန်ကုံခြေရွာအုပ်စုအုပ်ချုပ်ရေးမှူးတင်ဆိုကအဆိုဆုံးပဲနေအိမ်ထဲထိပါဝင်ရောက်ရိုက်နှက်ပြီးဖမ်းဆီးတာသူကလက်နက်ကင်ဖြူစော်တီတွေပါရှိတော့တာယာဝတီမြို့နယ်ထဲမှာလူပါဝါဆောင်အုပ်ချုပ်ရေးမှူးပင်စစ်မှုတန်းကြီးလဲကောက်သလိုအိမ်ထဲထိလဲပေါ်တာဝင်ဆွဲနေပါတယ်တိုင်ကျင်တဲ့နေရာတိုင်း လိုင်းပေါ်လဲတင်ကျင်သလောက်တင်မင်းတို့ပထွေ PDF တွေတိုင်လဲငါကယူမဆိုင်ဘူးလို့ကြွေးကြော်နေတာဟုဒေသခံပြည်သူတို့ကပြောဆိုပါတယ်၂024ခုနှစ်နေလမှစတင်ပြီးစစ်တပ်ကစစ်မှုရန်အပတ်စဉ်တင်နာညကိုလဆင်ဖွင့်လှစ်ခဲ့ကြောင်းယခုလမီအောက်တိုဘာလတွင်စစ်တပ်ကစစ်မှုရန်အပတ်စဉ်၁၈ကိုဖွင့်လှစ်မည်ဖြစ်ပြီးလဆင်စစ်မှုရန်လူငယ်9000ကိုစစ်တပ်ကပုံမှန်ဖမ်းဆီးစုဆောင်ခေါ်ယူလျက်ရှိကြောင်းသိရပါတယ်ကျမရဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။